အမေရိကန်နိုင်ငံသမားရဲ့အကြီးမားဆုံးဆန္ဒပြပွဲဖြစ်တော့မှာလားအမေရိကန်နိုင်ငံပြည်နယ်90ရဲ့နေရာ2500ကျော်မှာဆန္ဒပြပွဲတွေကျင်းပဖို့စီစဉ်ထားကြပါတယ်ဒီဆန္ဒပြပွဲတွေဟာငင်းချမ်းရေးဆန္ဒပြမှုတွေဖြစ်ပြီးပါဝင်သူတန်ပေါင်းများစွာ ရှိမယ်လို့မျှော်လင့်ရပါတယ်။အောက်တိုဘာ16ရက်စနေနေ့မှာတပြိုင်နက်ကျင်းပမှာဖြစ်ပြီး အမေရိကန်အစိုးရပိတ်ထားမှု government shutdown ကြုံနေချိန်နဲ့တိုက်ဆိုင်နေပါတယ်။စန်ဒပ်ပြနဲ့ရွေးချက်ကသမ္မတဒေါ်နယ်ထရမ့်ရဲ့အာဏာရှင်စန်ဒက်မူဝါဒတွေကိုစန့်ကျင်ဖို့အထူးကရည်ရွယ်ပြီးအထူးသဖြင့်သမ္မတရဲ့အာဏာချက်ထွင်မှုတွေ presidential power grab ကိုကန့်သက်ဖို့တောင်းဆိုနေပါတယ်။ဥပမာမြို့တွေမှာစစ်တပ်တွေကိုခြားထားမှုအစိုးရပိတ်ထားမှုဆက်လက်ဖြစ်ပွားခြင်းတို့ကိုစန့်ကျင်ဖို့ လွတ်လပ်စွာစကားပြောခွင့်နဲ့စုဝေခွင့် right to assembly ကိုလည်းဟီးရွယ်ပါတယ်စန္ဒပြသူတွေက no kings လို့ကြွေးကြော်ပြီး democracy စနစ်ကိုကာကွယ်ဖို့တိုက်တွန်းနေပါတယ်ဒီပွဲဟာအခုနှစ်အတွင်းတတိယအကြိမ်မြောက်စန္ဒပြပွဲဖြစ်ပြီးအစောပိုင်းပွဲတွေက trump အစိုးရရဲ့မူဝါဒတွေကိုစန့်ကျင်ခဲ့ပြီးယခုပွဲကပိုမိုကြီးမားမယ်လို့မျှော်လင့်ရပါတယ်အဖွဲ့အစည်းတွေကပွဲကိုငြိမ်းချမ်းရေးလှုပ်ရှားမှုအဖြစ် အလေးပေးဖော်ပြနေပါတယ်။ Republican Party အဖွဲ့ဝင်တွေကဒီလိုပွဲတွေဟာ American ကိုမုန်တီးရေးပွဲတွေလို့တစိုက်ကတ်ပြီးအစိုးရပိတ်ထားမှုကို ရှေ့ချစေနေတယ်လို့စွပ်စွဲနေပါတယ်။ပွဲစီစဉ်သူတွေကကမ္ဘာဒီမိုကရေစီပုံစံကို ပြသမှုရည်ရွယ်ပြီးတကြိမ်တည်းမှာတည်း American တမိုင်းရဲ့အကြီးမားဆုံးစံတပြပွဲ ဖြစ်လာနိုင်တယ်လို့ပြောဆိုနေပါတယ်။စံတပြပွဲတွေဟာ American နိုင်ငံရေးအခင်းအကျင်းမှာ အရေးပါတဲ့အချက်တခုဖြစ်လာပြီးအချိန်နဲ့အမျှ අපි අවුන් ලෑශී නෑ බරේ